မီနီမီဂျီပရိုက်တာမီနီမီဂျီဖြစ်တဲ့ခိုင်နှင်းဝေရဲ့ကိစ္စကတော့ဘီးကိုမပီးနိုင်တော့ပါဘူးခိုင်နှင်းဝေကငွေတခုငွေမဲရီနဲ့ချမ်းသာနေတာတရက်နှစ်ရက်တွင်မှာသိမ်းမုံတောင်းချီဘလို့ဖြစ်လို့လူတန်းနိုင်ပါလေအဆရှိသည့်ဖြစ်များစွာတိုက်ခိုက်ကြရီရှီတောင်ချမ်းမှာခိုင်နှင်းဝေကဥထားတဲ့အိမ်ပေါင်း၃လေးအိမ်ရှိတယ်တိမ်သိမ်းကသိမ်းမုံတောင်းချီသိမ်းချီတန်းသားပြချမ်းတွေကလည်းအများကြီးပဲဆိုပြီးတော့ ထိုင်နေဝေကိုတိုက်ခိုက်တဲ့သူတွေကတယောက်ပြီးတယောက်အသည့်အကြောက်ကိုထွက်ပေါ်လာတာဖြစ်တဲ့အတွက်ခိုင်နေဝေခင်ဗျမအတော်လေးကိုစိတ်ထဲကြားနေကြောင်းလေးသိရပါတယ်ခိုင်နေဝေဟာအခုချိန်မှာအနိုင်ကံလုံးကလှူဒန်းတဲ့ငွေတွေနဲ့တကယ်ကိုမှဂလင်တန်တဲ့ဒေတာရီစီကိုကိုရရရောက်သွားရောက်ခဲ့ပြီးတော့လှူဒန်းနေပြီလည်းဖြစ်ပါတယ်နော်ဒိန်ကို30သိန်း30ဆိုတကယ်တော့တကယ်ကိုမှလူအပ်တဲ့သူတွေကိုခိုင်နေဝေကလှူဒန်းနေပြီလည်းဖြစ်ပါတယ်ဒီလိုအချိန်မှာပဲခိုင်နေဝေရဲ့ဆက်တိုက်လှူဒန်းမှုတွေကို တနာလိုတဲ့သူတွေလားဒါဘုခရီးဝေရဲ့ပိုင်ဆိုင်မှုတွေကိုတည်တဲ့သူတွေလားเนาะခရီးဝေရဲ့အချောင်းကိုပေါ်ထုတ်လိုက်ပြီးတော့တိုက်ခိုက်တဲ့သူက online ပေါ်မှာတယောက်မဟုတ်တယောက်ပြီးတယောက်တိုက်ခိုက်နေတာကြောင့်ခရီးဝေကိုယ်တိုင်ကအတော်လေးကိုစိတ်သက်ကြနေတာကြောင့်သိရပါတယ်လူတွေကဘလေးဗျာเนาะကိုယ်ကိုယ်တိုင်ကြเนาะတခုမှတော့မလုံနိုင်ဘဲနဲ့ဘလောက်เนาะ bright လုံနေတဲ့ခရီးဝေကိုတိုက်ခိုက်ရလားဗျာတချို့ကတော့ခိုင်တဲ့ဝေကတော့ဆန်းစုကြည်နဲ့တိုင်းကြတယ်။ဒါဟုတ်တချို့သူတွေကမတန်လို့တော့မနိုင်ကြပါနဲ့။မာတာထရီဇာမလုပ်ကြပါနဲ့ တော်ဆန်းစုကြည်ဒုတိယအောင်တော်ဆန်းစုကြည်မလုပ်ကြပါနဲ့ဆိုပြီးတော့ပြောဆိုနေကြပြီလေဖြစ်ပါတယ်။ခိုင်တဲ့ဝေကတော့အခုလိုမျိုးသူအလှူငွေခိုးခဲ့တယ်ဆိုရင်ကိစ္စနဲ့ပတ်သက်ပြီးတော့တရက်မှာဒါမီဒီယာတွေအကုန်လုံးခေါ်ပြီးတော့ dash ရှင်းမယ်ဆိုပြီးတော့နော်သူ့ကိုဆွဆွဲပြောဆိုရတဲ့သူတွေကိုလေတရားဥပဒေအရအေးအေးယူသွားမယ်ဆိုပြီးတော့တဲ့ပဲဖြေခဲ့တာပဲဖြစ်ပါတယ်။ခိုင်တဲ့ဝေရဲ့ကိစ္စကတော့ပြီးအောင်ပါဘို့ကျွန်တော်ဆက်လက်စောင့်ကြည့်ရအောင်ပါပါဗျာ။